မင်္ဂလာပါကျမနာမည်ကနှင်းပါဆရာသစ္စာနေရဲ့မဖြစ်စလောက်လောကရန်ဆိုတဲ့ဝိထုတိုလေးတပုတ်ဖတ်ပြခြင်းပါတယ်သူ73နှစ်သားအရွယ်တွင် မိခင်ထံမှနခက်ကိုဖယက်ရံငွေလိုသဖြင့်အတင်းအတ္တမှချုပ်ခိုင်းနေသောပထွေအားနောက်မှနေ၍ထင်းချောင်းဖြစ်ရိုက်ခါလှဲမကြည့်ပဲအိမ်မှာ တခါရဲထွက်ပြေးလာခဲ့သည် နောက်6လလောက်ကြာသောအခါအသေးအဖွဲခိုးမှုကလေးများကျူးလွန်တတ်ခါကန္နာလန်တံတားပေါ်တွင်အဲ့လီရှိသောသူကိုသက်ဆိုင်ရာကဖမ်း၍လူငယ်တင်နှန်းကြောင့်တစ်ခုသူပို့လိုက်၏ထိုကြောင့်တွင်ခိုးတတ်သော သူတို့လည်းပျောက်ခဲရလေသည်တချိန်တွင် ရေချိုးကန်တွင်မှသူခိုးလာခဲ့သောဆရာတူဦး၏ လက်ပတ်နာရီကိုသူတို့ခန်းထဲတွင်ရှာဖွေတွေ့ရှိသွား၏ဝန်ခံရတုံဆိုင် တွေ့ဝင်နေသောသူကူစားသူအခန်းပေါ်ကအီနာရီကိုသူခိုးခဲ့ပါသည်ဟုဝန်ခံခဲ့၏သူအခန်းပေါ်မှာအချိန်အားလျင်စာအုပ်နှင့်မျက်နှာမခွာတတ်သောမျက်မှန်ထူထူနှင့်ပိန်ညံ့ညံ့လူငယ်တူဖြစ်၏သူအိမ်ရာပေါ်တွင်ချက်လန်တန်ဂေါကီ ဂျွန်စတိန်ဘတ်သူတို့၏ဝိထုဆောင်များကိုအမြဲလိုလိုတွေ့ရတယ်လေရှိ၏။ရခင်ကကောင်းမွန်စွာနေထိုင်ခဲ့သည်ကိုထောက်၍ကျောင်းမှမျက်မှန်ထူထူအားတက်ညာစွာအဖြစ်ပေးခဲ့သည်။ဤကိစ္စနှင့်ပတ်သက်၍သူအခန်းဖော်သည်တည်သည့်အထိစကားဆက်၍ပင်ပြောဆိုခြင်းမရှိခဲ့ချေ။ဝန်ခံရလျင်သူဘဝတစ်လျှောက်လုံးတွင်သူသည် ထိုသည်တယောက်ကသာရှက်ယုံခဲ့မိ၏ထိုเจ้าတွင်ဘဝဆိုသည်မှာစီးချက်ချက်ချာရွှေလျားနေတတ်သောဇယားခွန်များသာဖြစ်၏စီးချက်ချက်ချာဆိုသည်မှာနှလုံးခုန်တယ်မဟုတ်ပဲဝစီမုတ်တန်ဖြစ်၏အိမ်တွင်ခြံခဲ့သောသူ၏မအီတူဖရေခွဲညီမလေးနှစ်ယောက်ကိုတခါတရံတတိယမိသောအခါများတွင်သာသူသည်လူသားတစ်ယောက်ဖြစ်ကြောင်း ကိုကိုကိုတတိယသွားထက်ဒီကလွင်၍သူသည်ရောဘာဖြစ်ပြုတ်လောက်ထားသောမွေရုပ်ကလေးတစ်ကောင်လိုနေထိုင်ခဲ့၏။ចောင်းတွင်သူသည်လက်မှုပညာကိုသော၎င်း၊ចောင်းစာကိုသော၎င်းစိတ်မဝင်စား။ဆရာတွေကမင်းဘာဖြစ်ခြင်းတလဲဟုမေးကြသည်။ကျွန်တော်ဘာမှမဖြစ်ခြင်းဘူးဟုသာသူဖြေခဲ့သည်။သူသည်ဘာဖြစ်ရမည်နည်းသူနားမလဲ ထိုကိစ္စကိုသူတခါမှတွေးမကြည့်ဘူးခဲ့။သူ့ဘဝတွင်ရွေးချယ်ခွင့်အမှန်တကယ်ရှိသည်ဟုဤမေခွန်းထုတ်သူဆရာရယ်ကိုရိုင်းကယုံယုံကြည်ပါ၏လုံး။သူတို့ကိုရိုင်းပဲဇရာခွက်များဖြစ်နေကြသည်ဟု သူထင်မြင်၏။ထိုဇရာခွက်ထဲမှလွမြောက်ရန်တခုရဲသောနီလန်းမှာဆယ်ရန်အောင်မြင်ခြင်းသာဖြစ်သည်ဟု သူယုံကြည်ကဆယ်ရန်ကိုနှစ်ချင်းပေါက်အောင်မြင်အောင် သူဖြည့်ဆူခဲ့သည်သူစဲအောင်မြင်သောအခါเจ้าမှဆက်သွဲကူညီပေးမှုဖြင့်ရုံတရုံတွင် အောက်တန်းစည်ရအလုရခဲ့၏သူเจ้าမှထွက်လာသောအခါတွင်မျက်မှန်ထူထူနှင့်သူအခန်းပေါ်မှာအဆုပ်အေးပတ်သောယောဂဖြင့်เจ้าတွင်သိဆုံးကကြံ့ရဲ့ခဲ့လေသည် အခန်းပေါ်၏ပစ္စည်းများတွင်မှအမတ်တရားအဖြစ်သူကိုတခုခုယူခွင့်ပြုသောအခါသူသည် ချက်လန်တိုင်းကြောက်ကမ်းမာထဲမှာလူသားများဆိုရဲစောက်ကိုယူလာခဲ့ထိုစောက်ကိုယခုထက်တိုင်သူမဖက်ဖြစ်ခဲ့ပါယခုအခါသူသည် အသက်90နာနေကသူစတင်အလုပ်လုပ်ခဲ့သော ရုံးတွင်ပဲဌာနခွဲစီးစီးတူဖြစ်နေလေသည်သူအိမ်အောင်ကြခဲ့သည်သည် တရက်ထဲတွင်နေထိုင်သော ပေါင်နံရှိရှိတစ်ခုလက်မှတစ်ယောက်နေဖြစ်၏ ူနှစ်သုံးနှစ်ခန့်သာပေါင်းကထုံမင်းမသည် လေငယ်နောက်ကိုလိုက်ပြေးလေသည်ငါးနှစ်အရွယ်မရပါသမီးကလေးသာ သူ့ထံတွင်တောင်းတင်ချင်ရိတ်ခဲ့၏ထုတ်ကလေးကိုသူဖခင်ရင်နေထိုင်ရာမြို့သို့သွားပို့၏သူတို့နောက်အိမ်နောက်နေဖြစ်ခံစင်ရွန်းပါနေသော ဖခင်ရင်ကလက်မခံနိုင်ထုံမျိုးကလေးမှအပြန်တွင် သူ့စားတိမျိုးကလေးကိုခီးကြုံဝင်သွားခဲ့သည်ဒီတော့မှ သူ့မေတည်ဆုံးခဲ့ဒီမှာ၅နှစ်ခန့်ရှိပြီဟုသူသိခဲ့ရသည်သူ့ကိုတွေ့တော့သူ့ညီမလေးတွေကရရကြ၏သူ့ညီမလေးများနဲ့သူနှင့်ခွဲခွာစဉ်ကလိုခေါင်းဝန်ကလေးများနဲ့မဟုတ်ကြတော့ခလေးတွဲလောက်နဲ့အိမ်နောင်သေးများဖြစ်နေချလေသည်သူ့ပထွေးမှာဖဲသာမကအရက်ပါဆွဲနေသူဖြစ်နေ၏ခွဲကန်ဤတွင်သူအားဖះတရားကိုမမေ့နဲ့ဟုမှားဟင်း အရက်ဖိုးတောင်းဖြစ်အောင်တောင်းလိုက်သေးသည်သူပြုစုပြိုးထောင်ခဲ့သောသူ့မယပါသမီးသည် သူနာပြုတင်နန်းအစင်းတွင် အလုတောင်ဝင်ချရာနေမြို့သွားရင်နေရင်ပင်ကျောင်းဆရာတယောက်နှင့်အိမ်အောင်ကြသွားသည်ထိုကျောင်းဆရာမှ သူအခန်းပေါ်လိုမျက်မှန်ထူထူနေဖြစ်၏သူတကူရဲကြံရခသို့သောသူကတော့ သူစီမွေးကလေးကတသက်လုံးတကူရင်းနေလာခဲ့သည်ဟုဆိုသည်အတိုင်းအဝိုင်းတွင် သူသည်ရခင်ကလိုပဲစကားနည်းမြင်းနေသူဖြစ်၏လူရင်းနဲ့လဲတိတ်အပေါင်းအသင်မလုပ်ဖြစ်လူရီဆိုတာယုံအုပ်တအုပ်ထဲကယုံတွေလိုပါပဲအတူတူပဲဟု သူမြင်သည်အားလုံးမှသူ့လိုကိုယ်လိုသာသူမှတ်မထင်ပြောခဲ့သောဘာမှမဖြစ်ချင်ဘူးဆိုသောစကားမှာ သူ့ဤလွင်ဆန္ဒအစင်မှန်ဖြစ်ကြောင်းတနေ့တခြားသူ သဘောပေါက်လာခဲ့သည် သူ့အတွက်အရေးကြီးတာဘာမှမရှိ နောက်ဆုံးအချစ်အမုန်းဆိုတာပဲအရေးမကြီးသူသည်သဘောဝအတိုင်းပဲတချို့ကိုချစ်၍တချို့ကိုမုန်းခဲ့သည်သို့သောသူ့ဘဝတစ်ခုလုံးလိုပဲသူ့အချစ်နဲ့သူ့အမုန်းသည်လည်းပေါ်ရွှွှတ်တာဖြစ်ကြောင်းသိနေခဲ့၏ သူ့ပထွေးဆုံးယောက်ညီမတွေထဲမှာတန်ကျိုးစာရောက်လာတော့အခါလူမရောက်တော့လဲငွေကြီးတချို့တင်ပို့ခဲ့သည်အချိန်အားရလာသဖြင့်တရားစာအုပ်တချို့ကိုသူဖတ်ဖြစ်ခဲ့တော့လဲကောင်းစွာနားမလဲပဲရှိသည်မကြာခဏဥပုပ်ဆောင်မှုစ조사တော့လဲညနေပိုင်းဆောင်းလောင်မုတ်သိမ့်မှုတန်ကိုမခံနိုင်သဖြင့်မဆောင်ဖြစ်တင်းငင်ကွေလူရုံးပရက်တရက်တလီ၌ကလက်ကလက်ထိုင်တွင်ထိုင်ကား ဘဝဆိုတာဘာလဲဟုစဉ်းစားမိ၏နောက်ဆုံးတွင်ထုံမေးကုန်မှာဘာမှမဟုတ်ပါဘူးဆိုသောအဖြေနဲ့သာနေုံချုပ်ရလည်းရှိသည်အခုတော့သူ့ဘဝသည်အတော်တန်ပြည့်စုံနေပြီပြီမိုးလေအတန်သိလုံခြုံသောအင်္ဂလိပ်တစ်လုံးနဲ့ပုံမှန်လစားရှိနေသည်တခါတရံပွင့်တတ်သောပန်းအိုးသုံးလေးအိုးလည်းရှိသည်နေ့စဉ်သတင်းစာတစ်စောင်လည်းရှိသည် ပြောရမည်ဆိုလျင်မေယဘာသမီး၏မွေးသောမိကလေးတယောက်ပင်ရှိနေလေသည် ပြောလူတိုင်းဖြစ်လေဖြစ်တာရှိသောတိလောက်သည့်ယောဂတစ်ခုလေယခုတော့ဒုက္ခနာကိုရဆွဲကန့်နေလေပြီဆရာဝန်ထမထိုစကားကိုကြားရတော့ခါရုတ်တရက်သူပြောရှင်သွား၏ကဲဘာလို့ဒီတနေ့ဘောမှာတကယ်လိုအပ်တာအချိန်ကာလပဲ အချိန်တန်တော့ဘဝဟာသူ့ဘာသာအလိုလိုပြည့်စုံသွားတာပါပဲရင်းမှာယခုအခါသူ့အမြဲတုံးလေးတုံးတာရှိသောစကားတစ်ခုမှဖြစ်လေသည်သစ္စာနည်း